nationwide မျိုးရွာမချမ်းပြီးလူတိုင်းရင်သာညီနောင်များနဲ့မြို့ချစ်ပြည်သူလူလူပါနဲ့ပေါင်းစုဆောင်ကြီးသူတော်ဖွဲ့စည်းထားတဲ့အခုလေ ချစ်သည်တို့နိုင်ငံကိုတို့ချစ်သည်တို့နိုင်ငံတို့လူမျိုးတဲ့ပိုလေးသာအလုံးမင်္ဂလာပါခင်ဗျာဒီနေ့တော့ကျွန်တော်2024ခုမြို့သားစာပေဆုရလမ်းရောမောင်ယူဥကြော်ကြော်ဆိုးကြီးခိုင်ဖြူကမိဘပြည်သူများကိုတင်ပြနေစဉ်နေတဲ့လမ်းရောမောင်ယူပြောပြစီ ဆိုတော့သခိုင်းတကားဝိုင်းဒီမှာကျွန်တော်ဒီနေ့ရွေးချယ်ထားတဲ့ပြောပြဖို့ရွေးချယ်ထားတဲ့တကားဝိုင်းတကားကောင်းစဉ်ကတော့ကျွန်တော်အမျိုးဘာသာသာသနာကိုကောင်းစဉ်ပေးထားပါတယ်တကယ်ဒီအမျိုးဘာသာသာသနာဆိုတာတော့မပြောဖို့ဆိုအင်မတန်ဘာနော်မထိလဲရှာလဲမလို့ဟိုတညာရှင်စန်းစန်းဆိုတော့ဘာနော်မပြောမှာတော့မဟုတ်ပါဘူးအရေးဘူးရ လေးပဲကျွန်တော်တင်ပြလိုရတာလိုတာပါအဲမျိုးအမျိုးဆိုတာပေါ့ဗျာသူမျိုးတွေပြောတာပါဥမာကဘာမှာဆိုလဲကျွန်တော်တို့လူပြူတို့နော်လူဝါတို့လူမဲတို့ပေါ့နော်လူပြူဆိုတာကျွန်တော်အနောက်ဘက်ကပေါ့စသဖြင့်ပေါ့နော်နောက်ဘက်ကလေဥရောပစသဖြင့်နော်လူဝါဆိုတာကျွန်တော်အာရှတွေပေါ့နော်တရုတ်ဘာညာတာကိုရီးယားတာတော်တာပေါ့နော်လူမဲဆိုတဲ့အတိုင်းပဲပေါ့နော်ဟိုအိန္ဒိယအာဖရိကစသဖြင့်ပေါ့နော် ဟိုဒီဟာတွေပေါ့နော်အဲ့တော့လူပြူလူအလားတွေတလောက်ပါပဲနော်ဟိုဘာဘာဟိုပေါ့နော်နာမည်တော့သိဟိုပြောလို့မပြောတော့ပါဘူးနော်အလူမျိုးတွေပေါ့လူမျိုးတွေပေါ့နော်နောက်တစ်ခါဘာသာကြတော့ကျွန်တော်တို့ကဟိုအလုံးသိပြီဖြစ်တယ်မို့လေနော်ထင်ရှားတဲ့ဘာသာကြီးတွေရှိတာဟုတ်ကျွန်တော်နော်ဟိန္ဒူတို့ခရစ်စတန်တို့ဗုဒ္ဓတို့ကျွန်တော်တို့ဟိုအစ္စလမ်တို့စသဖြင့်ပေါ့နော် ဟိုဘာသာမဲ့ပဲရှိတယ်ဗျနော်ဟိုလေပေါ့အော်လေပေါ့နော်ဟိုဘာသာကြီးတွေပေါ့နော်ဒါဘာသာကြီးတွေတရားတရားဘာသာကြီးတွေပေါ့နော်အများကြီးပါပဲနော်ဘာသာတိတိတော့အများကြီးပါတယ်တောင်းတာတင်ပြတာတရားဘာသာလားဘာသာကြီးတွေပေါ့နော်နော်သာသနာဆိုတော့သက်ဆိုင်ရဘာသာရဲ့ဘာသာကြီးတွေရဲ့တရားတော်တွေလို့တော့ရေဘူးကပြောလို့ရပါပေါ့နော်ဥပမာဖြင့်ပေါ့နော်သက်ဆိုင်ရဘာသာပေါ့နော်ခရစ်ယာန်ဆိုလဲ ကိုရံဒေသနာတော်လို့ညပြောလို့ရမှာကိုရံတရားလို့ပြောလို့ရမှာပေါ့နော်စသဖြင့်ပေါ့နော် Global Islam Lesson ဆိုင်ရာပေါ့နော်သူတရားရှိပါလိမ့်မယ်ဟိန္ဒူလည်းဟိန္ဒူပေါ့နော်ဒါဗုဒ္ဓဘာသာကြောင့်လည်းဗုဒ္ဓသာသနာပေါ့နော်ဗုဒ္ဓသာသနာရောင်းဝယ်နေသူလင်းလင်းသေးသောဗုဒ္ဓသာသနာစိတ္တံတိတ်တုစသဖြင့်နော်ဒါကသာသနာပေါ့နော်အဲ့တော့မြို့ဘာသာသာသနာတကဘာမှာကိုယ်ကိုယ်ပြပြဖြစ်လာတာပါသူ့ဘာသူ ကိုကိုပြက်ပြက်ဖြစ်လာတော့ပါသူ့ဘာသာသူ့လူမျိုးသူ့ဘာသာနဲ့သူ့သာသနာကိုလူမျိုးကိုဘာသာနဲ့ကိုသာသနာတိကျသည်ဖြစ်တည်လာတာပါတိကျသည်ဖြစ်တည်လာတာပါတိကျသည်ဖြစ်တည်ပြီးတော့တိကျသည်ရှင်တန်လာကြလာပါဒါကိုကျွန်တော်တို့အတင်းအဓမ္မတူညီရမယ်ဆိုပြီးတော့ပေါင်းဆက်လို့မရပါဘူး ပေါင်းဆက်လို့မရပါဘူးအဲပေါင်းဆက်သူတွေရတာအတင်းအာရမကွဲပြားမှုနားမလည်ပဲနဲ့ပေါင်းဆက်တဲ့အတင်းအာရမပေါင်းဆက်တဲ့လူတွေရတာခွဲကြသူတွေပါသူတို့သာခွဲကြသူတွေပါကွဲပြားမှုကိုလက်မခံနိုင်မဲ့နဲ့လက်မခံတဲ့ခွဲကြသူတွေပါဒီဘာသာအမျိုးဘာသာသာနာဆိုကွဲပြားတာပေါ့လားပါအဲကျွန်တော်တို့နိုင်ငံထူးခြားချက်ကကျွန်တော်တို့ဖွဲ့စည်းပုံခြေခံဥပဒေမှာလဲဘာသာအလုံးကို ကျွန်တော်တို့ကလို့လို့ဆိုကိုယ်ကယုံကြည်မှုပြုထားတာဖြစ်ပါတယ်ကျွန်တော်မှခွဲကြဖို့မရှိပါဘူးကွဲပြားစွာဖြစ်တည်လာတဲ့ဘာသာသနာကိုကွဲပြားစွာပဲရှင်းတန်းရပ်တည်ဖို့ရှိနေပါတယ်အခွင့်အရေးတွေရှိနေပါတယ်ကျွန်တော်နိုင်ငံထူးခြားချက်ကြည့်ပါတခြားမကြည့်နဲ့ကျွန်တော်တို့ရန်ကုန်မြို့လယ်မှာရှိတဲ့ စုလီစီရီကြည့်စုလီစီရီနဲ့အစ္စလမ်ဘာသာဝင်ရဲ့မြန်မာဗုဒ္ဓဘာသာစုလီစီရီတော်ကြီးနဲ့အစ္စလမ်ဘာသာဝင်ရဲ့ဗလီရလန်လန်တခုဒရားတခုဒရားတစ်စင်းလန်လန်တခုပဲခြားတယ်လို့ရှိပါတယ်ဒုက္ခရောမနီမနောက်မှာဒီဘက်တစ်ဖက်မှာလန်တစ်ဖက်မှာတခါချက်ကြောင်းရှိပါတယ်ဒီကြားထဲမှာပဲကျွန်တော် ဟိန္ဒူဘုရားကျောင်းလည်းရှိတာပဲဒီလိုကွက်ကွက်ကျွန်းလေးမှာကိုဘာသာပေါင်းသူတိကျစွာရက်တရှင်တိုင်းနေရကျွန်တော်တို့နိုင်ငံရဲ့အထူးကြကြပါသူကြကြပါတချို့နိုင်ငံတွေကျွန်တော်တို့ကြည့်လိုက်ရင်ဘယ်ဘာသာမှရှိရမယ်ဘယ်ဘာသာအဆောက်အဦမရှိရဘူးဘယ်ဘာသာရဲ့အဆောက်အဦသာရှိရဘယ်စသဖြင့်ဒီလိုတွေရှိပါတယ် ကျွန်တော်မြန်မာနိုင်ငံကဒီလိုမဟုတ်ပါဘူးဒါ KSS ဆက်မှာလွတ်လပ်စွာကိုယ်ဝယ်ကွန့်ပြုခဲ့ပြီးသားပါတိကျကွဲပြားတရှိမှုလက်ခံပြီးတော့ခွဲခြားမှုမရှိနိုင်တော့ပါဒီမှာကျွန်တော်ပြောချင်တာကအထုသတိပြုမှာကျွန်တော်တို့နိုင်ငံအစ်တောင်အရှမှာရှိတဲ့ဗုဒ္ဓဘာသာနိုင်ငံတွေထဲမှာ အခိုင်မာသုနစာပေပရိယတိပရိပတ်တိပြိဝေနသာသနာ300ထုံးကအခိုင်မာသုထုံးကတဲ့နိုင်ငံလို့ပြောလို့ရပါတယ်။ကောမကြီးမယ်ဆိုရင်ခမန်းကြီးလူကြီးတန်းခွန်းထောင်းမာကျွန်တော်ခရစ်စတန်အစ္စလာမ်ကအများဆုံး2500ကျော်ပတ်ဝန်းကျင်နေတယ်ရှိပြီးတော့ကျွန်တော်ဘုရားဘာသာတော့တန်း900နီးပါပဲရှင်ဒါကျွန်တော်အစ်တော်အစတစ်ခုလုံးတန်း900 တန်ငါတခုတော့နည်းနည်းရော့မထင်ဘူးနော်ဒါတော့မှဘုရားဝါသမအဆောင်ပြောတဲ့ဂိုင်းကနာမျိုးုံကြည့်တယ်တကယ်သေရဘာရဗုဒ္ဓသာသနာစစ်စစ်ပြိယတိပြိပတိပြိဝေဒသာသနာ၃ရက်ထုံးခါပြီးတော့ခိုင်မကြံစီကျွန်တော်နိုင်ငံပဲရှိရတယ်အဲဒီတော့တိကျစွာနော်ဖြစ်တည်မှုကိုကျွန်တော်တို့တိကျစွာကွဲပြားပြီးတော့ဖြစ်တည်မှုကိုကျွန်တော်လက်ခံ ထားသလိုတပိုင်းကလည်းကျွန်တော်တို့အနေစုဖြစ်နေတဲ့ကျွန်တော်တို့ဘာသာသာသနာကိုကျွန်တော်တို့ဆက်လက်ပြီးတော့ရှင်သင်ကြီးထွားအောင်ရှင်တန်ကိုရွတ်ရွတ်နေရပေါ့ဗျာဗုဒ္ဓသာသနာစည်တံတိတ်တုစသဖြင့်ပေါ့နော်ဗုဒ္ဓသာသနာရဲ့အတုံးရှိချိမအောင်ကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေကတတိတရားနဲ့ ကိုအမျိုးဘာသာသာသနာကျိုးဆောင်ရကြဖို့လိုပါတယ်ဒီလိုဆောင်ရလိုရဆိုရင်တော့မျိုးဘာသာသာသနာနဲ့ကျွန်တော်တို့အမျိုးသားကျိုးစုပေါ်ထားအောင်ဆင်ရှိရှုတဲ့ကျွန်တော်တို့ပြည်တော်စုတန်ခိုင်းတဲ့ဖွံ့ဖြိုးပါတီကိုပဲမပြည့်ရွေးချယ်ကြပါလို့ကျွန်တော်အနေနဲ့ဒီကလည်းကျေးဇူးတင်ပါတို့လူမျိုးတဲ့ကိုလေးထားတဲ့အချမ်းရှိပြီလာပြီလာကြဟဲ တော်သူချက်ခံရင်နဲ့သူပြိုရေးပါတီတို့မြန်မာပြည်ကဘာတီတို့နိုင်ငံသည်ကဘာတီတို့နိုင်ငံသည်ကဘာတီတို့မြန်မာပြည်ကဘာတီအရင်မလဲခိုင်ခိုင်မြဲမှုတွဲလဲညီညာချီတက်ညီပေါင်းစုညီညာချီဆောင်ညီပေါင်းစုညီညာချီဆောင်ညီတွဲလဲညီညာချီတက်ညီလာပြီပါဤဒီခိုင်ပြိုဟဲ့အာမဝင်းလာချီ Shabbat.